အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ပွဲပြီးသုံးသပ်ချက်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောညလေးတညဖြစ်မယ်ဆိုဒီညကနေပြီးတော့ကျွန်တော်ဒါစုမုံကောင်းတောင်းပေးလိုက်ပါတယ်ဒီနေ့မှတော့ကျွန်တော် Liverpool အသင်းက Tottenham Hotspur အသင်းကိုအနိုင်ယူပြီးတော့ goal ပြတ်အနိုင်ရရှိပြီးတော့ ဒါကျွန်တော်တို့ပရီးမီးယားလိရဲ့အကြိမ်20ချန်ပီယံဖြစ်သွားလို့ခင်ဖြစ်ပါတယ်ဒီနေ့ပေါ်မှာလစ်ဗာပူးကတရေတမတ်ရယုံနေတယ်ဒါကျွန်တော်ပရီးမီးယားလိချန်ပီယံဖြစ်ဖို့အတွက်တေချာမဲ့နေထားကိုတော့စပါးကိုကျွန်တော်ဂိုးပြတ်သွင်းပြီးတော့တို့အနေနဲ့ဒါကျွန်တော်ပရီးမီးယားလိတိုက်တယ်ကိုတော့ယူသွားခဲ့ပြီဖြစ်ပါတယ်တကယ်လို့ဒါကျွန်တော်တို့တကယ် world deserve ဖြစ်တယ်ဒီနေ့ပေါ်မှာစပါးတင်နေတာပထမဆုံးဒါဂိုးစာသွင်းခဲ့ပေမဲ့နောက်ကနေပြီးတော့ငါးဂိုးပြန်လိုက်သွင်းခဲ့ပြီးတော့လစ်ဗာပူးအသင်းကတကယ်ကိုထိုက်တဲ့တိုင်ဆိုပရီးမီးယားလိဆူပလာဂျီကိုကျွန်တော်နိုင်သွားပြီလို့ပဲရရှိသွားခဲ့ပြီလို့ပဲဆိုရမယ်ဒီမှာပါအဲ့တော့ လက်ရှိဒီနေ့ပွဲစဉ်အကြောင်းကျွန်တော်ပြောပြီးမှလက်ဘူးကြောင့်နည်းနည်းလေးပြောမှာပေါ့နော်လက်ဘူးစပါတင်တဲ့ဒီနေ့ပွဲစဉ်မှာဒါ ကိုအတင်းနေတာကျွန်တော်တို့ပထမဆုံး10မိနစ်မှာကျွန်တော်တို့တော်တော်လေးကိုရောင်းတော့ပေါင်းတော့လုပ်ပြနေတာလေတကယ်တော့မထင်နာမကဲ medicine ရဲ့ people move at the center ကျွန်တော် set piece ကတစ်စင်တာ solangi ခေါင်းတိုက်သွင်းသွားတယ်ဒါပေမဲ့ထင်ပါတဲ့စိတ်ထဲမှာဒါကျွန်တော်အဲ့လောက်ဒီကောင်းမှာမဟုတ်ဘူးတော့ကျွန်တော်လက်ရှိ cancer ပိုင်းကဒီနေ့ပွဲစမှာအရင်ဒီနေ့ကြီးပွဲထုတ်လာတယ်ဆွဲတဲ့ကြောင့်မို့ဒီနေ့ပွဲစမှာကျွန်တော်ထင်နာပြီးတာဒီလိုရတယ်ဒါပေမဲ့ရီရတာကလက်ရှိမှာ spa တင်းရဲ့ cancer မှုကစားသွားဖြစ်တဲ့ dancer ကဒါ liverpool တင်းဆိုတော့စိတ်အနာတရားတော်တော်လေးကိုရနိုင်မယ်လို့မြင်တယ် dancer အနေနဲ့အခုလက်ရှိမှာဒါ liverpool တင်းကိုဒါနှစ်ကြိမ်တန်တိုင်တွေးခဲ့ပြီးဒါတော့ total အလုံးပေါင်း 21တီတီပေးခဲ့ရတဲ့ defender တယောက်အနေနဲ့မှတ်တမ်းတင်သွားခဲ့ပြီ။ဒါနဲ့နှစ်ကြော့ပေါင်းကိုလက်ရှိမှာတန်ဆိုတယောက်ကဒါဂိုးတဒါစင်နီနီကိုပေးခဲ့ရတဲ့ defender တယောက်ဖြစ်သွားခဲ့တယ်။အဲ့တော့ liverpool အသင်းကလက်ရှိမှာဒါ spa အသင်းကိုဒါအိမ်ဝင်အဝေးကွင်းအပြင်ကိုဒါကျွန်တော်တို့လက်ရှိ ပြန်တွက်ကြည့်မယ်ဆိုရင်တိုတယ်မှာစပါတင်ကိုဒါတော့ရှောက်ဂိုးသွင်းပြီးတော့ဒုက္ခပေးထားနိုင်ခဲ့တယ်။လီဗာပူးအိမ်ခွင်းမှာဒါစပါတင်နဲ့မနိုင်ခဲ့တာ၁၄နှစ်အတွင်းမှာဒီခါလည်းမနိုင်ခဲ့ဘူးဗောနော်။ဒါတိတ်တော့မထူးဆန်းလည်းရလည်းဖြစ်ခဲ့။အဲ့တော့လီဗာပူးတင်နဲ့ဒါအဓိကသွင်းကိုတွေကိုတော့ Louis Diaz ၊ John Townsend ကိုတော်ဖြတ်ပြီးသွင်းပြခဲ့တယ်။ McAllister တေသက်လှပလို့နဲ့ဒါကျွန်တော်ကန်ကျဲကြီးနဲ့ဒါကျွန်တော်၂၄မိနစ်မှာသွင်းခဲ့တယ်။ Cody Gakpo ကကျွန်တော်ဒါ34မိနစ်မှာဒါကျွန်တော်တို့အနိုင်ဂိုးကိုဒါကျွန်တော်တို့အနိုင်သေးကြစီမဲ့သွင်းကိုကိုသွင်းခဲ့တာတွေ့ရမယ်။ပြီးတော့ဒါကျွန်တော်တို့၄ဂိုးမြောက်သွင်းကိုကိုဒါကျွန်တော်တို့ဆာလာကပဲဒါကျွန်တော်တို့ အဲကျွန်တော်တို့အလုံးဝဟိုဒါ fashion သူ့ရဲ့ဒါဆက်ဆံပုံစံမျိုးဒါဆလာရဲ့မတွေ့တာကြာပြီဖြစ်တဲ့ twin ကိုပုံစံမျိုးကိုပဲဒါကျွန်တော်တို့တောင်ဂျိုးကနေပြီးတော့ပြန်ချက်ပြီးတော့ကျွန်တော်တို့ဒါလိမ့်ဖို့နဲ့ twin သွားခဲ့တယ်နောက်ဆုံး twin ကိုကတော့ spa thing ကဒါကျွန်တော်တို့ liverpool thing ကိုမြစ်တာလက်ဆောင်ပေးပြီးအုံကူဖြစ်သွားခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့ပုံစံမှာ spa thing ကဒါ liverpool ပြည်သက်တွေကိုဒါနည်းနည်းလေးယဉ်ထည့်အောင်လုပ်ထည့်ခဲ့မိတယ်တကယ်တမ်းကျွန်တော်တို့ဒါပွဲခင်းခြင်းမှာအဖက်ဘက်ကနေတာလွန်ခဲ့တာတော့ liverpool thing ပဲဖြစ်တယ် spa thing နဲ့ဒီနေ့ပုံစံမှာဒါကျွန်တော်တို့ပြောင်းလဲမှု၈ခုလောက်ထိလုပ်ခဲ့ပြီးတော့ဒါကျွန်တော်အဓိကကစားသမားတော်တော်များများကိုအနာပီးခဲ့တယ်လုပ်ခဲ့တယ် spa thing နဲ့ဒီနေ့ပုံစံမှာဒါ ျွန်တော်ဗီကာရီယိုရဲ့ဆိုးရွားမှုကဒါသုံးပွဲတတိဖြစ်လာခဲ့ပြီအဲ့တော့ဒါကျွန်တော်ဂျားထဲမှာဖရန့်ဖက်ပြီးသွားတဲ့အချိန်မှာစပါတင်တဲ့ဒါဗီကာရီယိုတိောက်ဒါ ်လက်ရှိမှာဂိုးသမားနဲ့မတော်တော်လေးကိုပြောစရာဖြစ်လာတယ်လက်ရှိမှာဒီနေ့ပွဲစဉ်မှာတဖက်အသင်းရဲ့ဒါကျွန်တော်တို့တိုက်စစ်ကစားသမားမှန်သမျှဗီကာရီယိုရဲ့အမားဒီကာတစင်ဒါကျွန်တော်အများကြီးဂိုးတွေပေးခဲ့ရတွေ့ရမှာအဲ့တော့လာမင့်ဒါကျွန်တော်ယူရိုပါလိမှာဗီကာရီယိုအနေနဲ့ဘူဒိုရဲ့ကလင်းနဲ့ပွဲစဉ်မှာဒီလိုမျိုးလှုပ်လို့မရဘူးလို့ကျွန်တော်ရဲ့ပုဂ္ဂိုလ်ရဲ့မှာမြင်မိတယ်မိသောပဲဆိုစင်ကောင်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်မိနစ်55မိနစ်လောက်ဒါကျွန်တော်မိနစ်60လောက်မှနီးပြနေနေတာကျွန်တော်စပါအသင်းရဲ့ရှိသမျှလူတွေအကုန်လုံးကိုလဲလိုက်တယ်အဲ့တော့ပြောချင်တာဒီနေ့ပွဲစဉ်မှာဒါစပါအသင်းဘက်ကကျွန်တော်ပြောရမယ်ဆိုတော့တော်တော်လေးကိုစုပ်ပြတ်တဲ့ပွဲစဉ်မှာဒါကျွန်တော်လော်လော်တ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 ော်လေးမသိရင်ပြ ကျွန်တော်ကိုတစ်ဖက်ကျွန်တော်ကိုဘက်ကတယောက်ယော့နေထားနေဆော့ရဲပုံစံမျိုးတော့ဘယ်တော့ဒါပေမဲ့ဘလုံးမလစ်ဗာပူးတင်းကို tactically ရအောင်ပလေးမလုပ်နိုင်လို့ဘလုံးမအဖက်ဘက်ကနေမရှင်နိုင်တဲ့သဘောတရားမှဖြစ်သွားတယ်။အဲလစ်ဗာပူးတင်းနဲ့ဒီနေ့ပွဲစဉ်မှာအဖက်ဘက်ကကြည့်မယ်ဆိုရင်တော့ Tottenham Hotspur တင်းကိုတော့ down shot အပါစီရယူတာတွေ့ရမယ်။ဒါလစ်ဗာပူးတင်းနဲ့ဒီနေ့ပွဲစဉ်မှာထားလိုက်တဲ့နိုင်ပွဲအပြင်ကိုတော့ကျွန်တော်တို့လက်ရှိ Premier League Super League ကိုတို့အနေနဲ့ world deserving ဖြစ်တယ်ဆိုတော့ဆက်လက်ပြီးတွေ့ကြရတယ်။အဲ့တော့ဒီနေ့ပွဲစဉ်မှာအဖက်ဘက်ကကြည့်မယ်ဆိုဒီနေ့တနေ့လုံးပွဲစဉ်မှာကြည့်မယ်ဆိုရင်ဒါကျွန်တော် Robertson တယောက်ကလွင်ကျန်တဲ့လူတွေကတကယ်ကိုအားရဖို့ခေါင်းနေတယ် ါကွင်းလယ်ပိုင်းကဒီနေ့ပွဲစဉ်မှာလုံးဝဒါ အခေယာကြခဲ့လို့မြင်တယ်ဒါဒီနေ့ပုံစံမှာလီဗာပူးသင်းရဲ့ကွင်းလည်ဖြစ်တဲ့ဆူဘူစလိုက်ဂရဗန်ဘက်မက်ကလစ်စတာဒီရဲ့ကွင်းလည်မှာဒါဂျိမ်းမက်ဒီဆင်ဒါကျွန်တော်တို့အာချီဂရေးဒါကျွန်တော်တို့ဘာဂဗဲရူရဲ့ကွင်းနဲ့လည်းရှင်တဲ့အချိန်မှာတော်တော်လေးကိုကွာဟချက်မြင်ခဲ့ရပြီးတော့တကယ်လို့ဒါကျွန်တော်ဆူဘူစလိုက်ဂရဗန်ဘက်မက်ကလစ်စတာရဲ့ကွင်းလည်ကတော်တော်လေးကိုအဆင့်တန်းရှိတဲ့ကွင်းလည်တစ်ခုအနေနဲ့ဒါတိတိတသားမြင်ခဲ့ရတယ်မှာဗာရပြီးတော့ဒက်စတနီဦးဒိုဂီဒါကျွန်တော်စပန့်စ်တို့အနေနဲ့တကယ်တမ်းဆာလာနဲ့ဂဲဘူတို့ဒီနေ့ပုံစံမှာဘလူးမလို့အထူးသဖြင့်ဒီနေ့ပုံစံမှာဒက်စတနီဦးဒိုဂီနဲ့ဆာလာတွေ့မှုဒါဒက်စတနီဦးဒိုဂီနဲ့ဒါရှေ့ပွဲတွေမှာတော်တော်လေးကို ို့ကောင်းမွန်တဲ့ခြေစွမ်းတစ်ခုကိုပြသထားတာမှိတ်မဲ့ဒီနေ့ပေါ်စမှာဆာလာကိုဘလူးမ ထိန်းချောင်းပြီးတော့မထိန်းနိုင်ခဲ့တဲ့အနေအထားမှာဖြစ်သွားတော့ဒီနေ့ပုံမှန်စပါတင်ရတာကျွန်တော်ခန်စစ်တေရောဒါကျွန်တော်တို့ဂိုးသမားရတော်တော်လေးအဖက်ဖက်ကကြည့်ရင်တော့အချိန်ကြီးဆူးရတဲ့ပွဲစဉ်တပွဲလို့မြင်ရမယ်ဒါပေမဲ့ဒီနေ့ပုံမှန်သေချာပြကြည့်မယ်ဆိုလစ်ဗာပူးရဲ့ကောင်းမှုတွေကတော်တော်လေးကိုများလာခဲ့တယ်လစ်ဗာပူးတင်နေတာကျွန်တော်တို့ဒီဂျားရဲ့ထဲမှာဒီဂျားထဲမှာပျောက်နေတဲ့လစ်ဗာပူးစတိုင်ကိုဒီနေ့ပုံမှန်ပြန်တွေ့ခဲ့ရတယ်တောင်မန်တေရဲ့ twin ကိုဒါကျွန်တော်ကွင်းလယ်ပိုင်းရဲ့ကြစ်လွတ်မှုဒါကျွန်တော်ခန်စစ်ပိုင်းရဲ့တော်တော်လေးကိုစတောင်းဖြစ်မှုပေါ့နော်အဲ့တော့ဒီနေ့ပုံမှန်စပါရဲ့တိုက်စစ်ကဒါကျွန်တော်တို့ဆိုလန်ကီရဲ့ twin ကိုတကူရလို့ရင်ဘာမှတေးသေးချာချာချိန်ချောက်မှုမရှိခဲ့ဘူးဒါ total show on တော့ဒီနေ့ ပွဲမှာစပါတင်နဲ့နှစ်ဂိုးပဲရှိခဲ့ပြီအဲ့နှစ်ဂိုးထဲမှာတဂိုးကိုတဂိုးဖြစ်ပြန်ပြောင်းလဲနိုင်ခဲ့တယ်စပါတင်နဲ့ဒီနေ့ပွဲမှာပြန်စဉ်းစားကြည့်မယ်တော်တော်လေးကိုနင့်နာရတဲ့ခုက GD ပဲဗျဒီနေ့ပွဲမှာဒါကျွန်တော်တို့အနည်းဆုံး2-1 3-1ဆိုတဲ့ရလောက်နဲ့ရှုံးသွားလိုက်ရမယ်လက်ရှိမှာ5-1ဆိုတဲ့ရလကစပါတင်ရဲ့ goal difference ကိုတော့တော်တော်ကြီးကိုနင့်နာစေခဲ့လို့မြင်နေဒါပေမဲ့ကောင်းဘက်ကပြန်ကြည့်မယ်စပါတင်နဲ့ဒီနေ့ပွဲမှာဒါကျွန်တော်လူစုံမထုတ်ကန်ခဲ့တဲ့ကြောင့်စပါတင်ဘက်ကပြန်ကြည့်ပြန်တော့ဒါလက်ရှိအနေထားရတာကျွန်တော်တို့ဒါမဲ့ဘူဒူးနဲ့ဂလင်းပွဲစဉ်မှာစပါတင်နဲ့လုံးဝလူစုံတက်ဆုံတေးသေးချာချာထုတ်ပြီးဆော့လို့ရတယ်လို့ကျွန်တော် ဲ့မြင်မိတယ်။ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်နီးပြအနေနဲ့ဒါအခုလက်ရှိဒါပရီးမီးယားလိကျွန်တော်က16ပွဲဆက်ဒါကျွန်တော်ရုပ်16ပွဲမို့ပရီးမီးယားလိဒါကျွန်တော်16ပွဲရှုံးပွဲဖြစ်သွားခဲ့ပြီ။အဲ့တော့ကျွန်တော်တို့တမိုင်းတစ်လျှောက်အဆိုးရွားဆုံးဒါကျွန်တော်တို့ပရီးမီးယားလိရှုံးပွဲက16ပွဲဖြစ်ခဲ့တယ်။အဲ့တော့တမိုင်းတစ်လျှောက်အဆိုးရွားဆုံးဒါကျွန်တော်ပရီးမီးယားလိ16ပွဲကိုစပါးအသင်းကျော်လွန်ပြီး20အဲ့တော့လက်ရှိတွေ့ရမယ့်အသင်းတွေကတကယ်လို့ဒါကျွန်တော်ခက်တဲ့အသင်းတွေရှိတယ်ဗျ။ဘာလို့ပြမလဲလက်ရှိမှာဒါစပါးအသင်းနဲ့ဒါကျွန်တော် West Ham နဲ့ Premier League မှာတွေ့ရမှာ Crystal Palace, Aston Villa အိမ်ဝင်မှာကမ်းမယ်။ Brighton Wigan မှာကမ်းမယ်။အပြောချင်တာလက်ရှိမှာကြံနေသေးတဲ့အသင်းတစ်သင်းမ ာတော့လွယ်ကူတဲ့တင်းနေမှာပေါ့အဲ့တော့စပါးတင်းနေတာကျွန်တော်တို့တမိုက်တလျှောက်အဆိုးရွားဆုံးယာတီတစ်ခုကိုတော့ကျွန်တော်ဖြတ်ကြောအောင်မယ်ကန်ကောင်းတော့တစ်ခုကလက်ရှိမှာစီမီပိုင်ထဲမှာစပါးတင်းနေရှိတယ်အဲ့တော့တစ်ဖက်ကလီဗာပူးဘက်ကပြန်ကြည့်တော့လက်ရှိမှာဒါပရီးမီးယားလိအချိန်20မြောက်ကိုဒါထရိုက်တန်တန်လုတ်သွားအဲ့တော့လက်ရှိမှာမန်ချက်စတာယူနိုက်တက်တင်းနေပရီးမီးယားလိဒါနံပါတ်2သွားပြီဒါအပြင်ကျွန်တော်တို့က2024 2025ချန်ပီယံလဲကိုလည်းဖြစ်တော့တချို့ကျတော့ဒီနေ့မှာတချို့ဟာဒီနေ့ကျွန်တော်တိတော့ကဒီနေ့ဖလားမယူပါဘူးလီဗာပူးတင်းနေတာကျွန်တော်နောက်ဆုံးကသူတို့ရဲ့အိမ်ငွင်းဖြစ်တဲ့ကြောင့်မို့ဒါ အာမေလ25ရက်မှာမှဒါလီဗာပူးရဲ့အိမ်ဝင်းဖြစ်တဲ့ဒါ Crystal Palace နဲ့ပွဲစဉ်မှာမှာသူတို့အနေနဲ့ဒါ Super League ကိုသူတို့ရဲ့အိမ်ဝင်မှာယူမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့ကတော့ကျွန်တော်တို့ Tottenham Hotspur တင်ကိုနိုင်ယူပြီးတော့ဒါ Premier League ရတဲ့အနေနဲ့တတ်မှတ်မှာဖြစ်ပြီး25ရက်နေ့မှာဒါလား Liverpool တင်ကအိမ်ဝင်မှာ Super League ကိုဒါကျွန်တော်တို့မြောက်မှာဖြစ်ပါတယ်။အဲ့တော့ဒီနေ့ပွဲစဉ်မှာတေချာကြည့်မယ်ဆိုတော့ဒါ Liverpool တင်တော်တော်လေးကိုအသာစီးရရှိတယ်။ Spurs တင်နဲ့ဒီနေ့ပွဲစဉ်ကိုကြည့်ပြီးတော့ Bordeaux နဲ့ Glen ပွဲစဉ်မှာဒီလိုမျိုးခြေစွမ်းမဖြစ်ပါစေနဲ့ပဲကျွန်တော်အဓိကဆူတောင်းအမယ်တဲ့မှာပါတယ်။ဘာလို့ဆိုလုံးဝလုံးဝမျှော်လင့်လို့မရဘူး။ဘာမှကိုတော်တော်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာကျွန်တော်လေး လုံးဝအားမလို့အားရရဖြစ်တာဗီကာရီယိုပဲဗီကာရီယိုနဲ့ဒိုင်ယာကပြင်လက်တပီးကြတာဟုတ်မလို့နဲ့တောက်လျှောက်ချာနေတာသုံးပွဲဆက်ရှိပြီဒါသူတို့ကဖရန်ဖန်နဲ့ပွဲစဉ်မှာကောင်းတာမှန်ပေမဲ့တကယ်တမ်းပြင်စစချင်းပဲဗီကာရီယိုနဲ့လိုအပ်ချက်ရှိတယ်ပိုဆိုးတာကစပါတင်နေတာကျွန်တော်ယူရိုပါလိမှာဒါကင်စကီကိုဒါအသုံးပြုလို့မရဘူးဆိုကင်စကီကိုဒါကျွန်တော်မှတ်ပုံမတင်ထားတဲ့ကြောင့်မို့ဗီကာရီယိုကိုပဲစပါတင်နေလာမယ့်ဒါကျွန်တော်တို့ယူရိုပါလိမှာချိန်မိတ်သုံးရမယ့်တုန်းကပါအဲ့တော့ဒါကစားသမားတွေအတွက်ဒီပွဲစဉ်ကဒါဂိုးပြတ်ရှုံးနေကြတာမှန်ပေမဲ့ဒါကျွန်တော်တို့စိတ်သက်ပိုင်းဆိုင်ရာရဒါကျွန်တော်တို့အရန်ကြီးအောက်မရောက်သွားဘူးအတွက်လိုအပ်တဲ့ပွဲ ွဲစဉ်တစ်ခုလို့မြင်တယ်သူတို့အနေနဲ့ဒီနေ့ပွဲစဉ်ကဒါကျွန်တော်တို့အာပြောမယ်ဆိုရင်တော့လီဗာပူးတင်းနဲ့ကန်နဲ့ဆိုတဲ့ပုံစံအဲ့တော့ ဒါဒီနေ့ပွဲစဉ်ရဲ့ရှုံးပွဲကြောင့်မစပါသင်းနေတဲ့အခုလက်ရှိမှာဒါအဆင့်နေရာမှာ16နေရာမှာ16နေရာရက်တည်နေတယ်။ဒါတစ်ဖက်က Everton အသင်းနဲ့တမတ်กว่าတဲ့ Manchester United အသင်းနဲ့နှစ်မတ်กว่าတဲ့တဖြည်းဖြည်းနဲ့ဒါကျွန်တော် Wolves နဲ့ဆိုကျွန်တော်တို့ဒါ total အဖြစ်4မှတ်တည်းกว่าခဲ့ပြီဖြစ်တယ်။အဲ့တော့ပြောချင်တာက Tottenham Hotspur အသင်းနဲ့လက်ရှိမှာပေးကြသွားတာတကူကတော့ဒါကျွန်တော် Europa League ဖလားမရဘူးဆိုတော့ဒီနေ့မှာဥရောပကိုဘယ်ခွေးတို့ပေါက်ကမှမဝင်တော့ဘူးလို့ပြောပြရစေ။အဲ့တော့ဘယ်လိုပဲပြောလက်ရှိမှာ Tottenham Hotspur အသင်းနေတယ်ဒီနေ့ပွဲစဉ်ကတော့ဒါဖက်ဖက်ကကြည့်မယ်ဆိုတာကြာရှုံးပွဲကြာအဲ့တော့လက်ရှိနောက်ဆုံးပြိုင်ပွဲဆိုငေါ့မှာ Tottenham Hotspur အသင်းကတော့ဒါကျွန်တော်တို့ ပြီးပေါ့ပရီးမီးယားလိမှာဒါကျွန်တော်၄ဘွဲရှုံးခဲ့ပြီးတဘွဲသာနိုင်ခဲ့တယ်။နောက်ဘွဲတွေ့မဲ့ဆိုတာလိုပဲကျွန်တော်ဒါပရီးမီးတော်တန်ဟော့စပါတင်လိုပဲဝက်ဆန်အသင်းကဒါ၃ဘွဲရှုံးပြီးတော့၂ဘွဲတရေကျထားတဲ့ဘွဲစဉ်ဖြစ်တယ်။ဘယ်လိုပဲပြောပါဒီနေ့ဘွဲစဉ်မှာလီဗာပူးအသင်းကဒါကျွန်တော်2024 2025ပရီးမီးယားလိချန်ပီယံဖြစ်သွားခဲ့ပါပြီ။ Congratulations မှာလီဗာပူးအသင်း။လီဗာပူးအသင်းရဲ့ဒီနေ့ဘွဲစဉ်ရဲ့၂ဘွဲနဲ့အတူဒါကျွန်တော်လုံးဝကို၂ဘွဲတစ်ခုအနေနဲ့ ထထိုက်တနံဆုတ်ခူးသွားတယ်လို့ပြောရင်လည်း congratulation ပါလီဗာပူးလီဗာပူးက2024 2025 Premier League Champion ဖြစ်သွားပြီးတော့လက်ရှိမှာ Premier League အလုံး20ရရှိတဲ့ club နောက်တစ်ခုအနေနဲ့အမှတ်တမ်းဝင်ခွင့်သွားပြီးပါတယ်။ဒီလောက်ပါပဲအားလုံးပဲကောင်းမွန်သောညလေးညဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေကြတော့ကုန်ပြပါအောင်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာချေးလို့ဆိုတာပါဝင်ကူညီလို့ရပါတယ်။ ။မြမလေးလည်းကလစ်ဖူမမေ့ကြပါနဲ့ဦးအောက်ကကွန်မန့်နေတယ်မှာလေ Youth Sport Media 3.0နဲ့ TV4U ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျိုးစောက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လေးကိုကျွန်တော်အားပေးလို့ရရ။မြမလေးလည်းကလစ်ဖူမမေ့ကြပါနဲ့ဦးမြမကလစ်မမြန်နိုင်ဖြစ်ပါတယ်။အားလုံးမကြိုးတော့ပါနဲ့။ကောင်းမွန်တော်နေနေဖြစ်ပါစုံမောင်းတောင်းပြီးနေပဲ Congratulations မလို့ပါဘူးရေ။ဒီပါပါဗျ။